နံပါတ်1အေဝရတ်တောင်မောင်အဗရက်စ်အမြင့်848မီတာ29ဒူးမြ29ပေကီနီးယားနီပေါနှင့်တိဘက်တရုတ်နယ်စပ်အခြားမြေများမှာနီပေါအမည်စာကမတာမိုးကောင်းကင်ကိုထိရဆိုတဲ့အဓိပ္ပာယ်ရှိပြီးတိဘက်အမည်ကတော့ချိုမိုလုံလာမုန်တေဝီတဲဖြစ်ပါတဲ့ပထမဆုံးအောင်မြင်အောင်တက်ရောက်ခဲ့ဘူးသူမှာ1953ခုနှစ်တွင်နယူးဇီလန်မှာစာအက်ဒမန်ဟီလာရီနှင့်နီပေါမှာရှက်ပန်စင်နော်ဂေးပဲဖြစ်ပါတယ်အထူး နံပါတ်2ကေတူးတောင်အမြင့်8 670မီတာ28250တပေတီနေရာပါကစ္စတန်နှင့်တရုတ်နယ်စပ်အခြားမြေများချိုကီရီကြီးမားသောတောင်ဒုမဟုတ်ဂေါ်ဝင်အော်ဆက်တင်တောင်ပထမဆုံးအောင်မြင်အောင်တက်ရောက်သူတို့မှာ1954ခုနှစ်တွင်အီတလီမှ Lionel Lester နှင့် Echo Campagnoli တို့ဖြစ်သည့်အထူးချက်များကျန်းတန်းသောတောင်ဒုမဟုတ်ပြန်လည်းမရှိသောတောင်ဟုအမိတွင်ပြီးအေဝရက်ထပ်ပင်ပိုမိုအန္တရာယ်များသည်ဟုသတ်မှတ်ကြသည် အဝရက်နှင့်မတူပဲနှစ်တွင်ပုံမှုနှိမ့်ကြသောတည်နေရာကြောင့်ရာသီဥတုပုံမှုဆိုးရွားအာတပီတောင်ဆောင်များမှလွန်စွာမတ်ဆောက်ကာဤပညာအရတက်ဖို့ခက်ခဲသည့်အောင်မြင်စွာတက်ရောက်သူအလွန်နှဲပါပြီးတည်ဆုံမှုနှုံမြင့်မာသောတောင်လည်းဖြစ်သည် နံပါတ်3ကန်ချန်ချန်ကတော့ခင်းချန်ချန်ကအမြင့်8986မီတာ28 169ပေကီနီယာနီပေါ်နှင့်အိန္ဒိယနယ်စပ်အတိတ်ပဲစီဖြူကြီး9ထုပ်ဟုအတိတ်ပဲရပြီးတောင်ထုပ်9ခုပါရှိသောကြောင့်ဖြစ်သည်ပထမဆုံးအောင်မြင်တက်ရောက်သူတို့မှာ1955ခုနှစ်တွင်ဗြိတိရှားတောင်တက်အဖွဲ့မှဂျဘရောင်နှင့်ဂျော့ဂျ်ဘန်တို့ပဲဖြစ်ကြသည်အထူးချက်များအိန္ဒိယနိုင်ငံရှိအမြင့်ဆုံးတောင်ဖြစ်သည် ဒေတာခန့်တိုင်းရင်းသားများ၏ယုံကြည်မှုအရာဤတောင်သည်တန်ရှင်းပြီးနတ်ဖျားများကိဝေရာဖြစ်သည်ဟုဆိုကာပထမဆုံးတက်ရောက်ချိန်မှစပြီးတောင်တက်သမားများစုသည် စေတနာဝန်ထမ်းအဖြစ်ထိတ်တန့်အထိမတက်ဘဲအနှဲငယ်ကွာမှရက်တန့်လေးရှိသည်တက်လေးလဟိုဈေးတောင်ဝါချီအမြင့်၈၅၁၆မီတာ၂၈940ပေတီနီယာနီပေါနှင့်တိဘက်တရုတ်နယ်စပ်အတိတ်ပဲတိဘက်ဘာသာစကားဖြင့် ောင်ဘက်မျက်နှာဟုအတိတ်ပဲရသည်ပထမဆုံးအောင်မြင်တက်ရောက်ဖူးသူတို့မှာ1956ခုနှစ်တွင်ဆွစ်ဇာလန်အဖွဲ့မှ Fritz Lotchen တို့နှင့် Ernst Reis တို့ပဲဖြစ်ကြပါသည်အထူးအချက်များအီဝရတောင်နှင့် South Kalko ကြောက်စင်းတက်ကြောင်းတစ်ခုဖြစ်တိုက်ရိုက်ဆက်ဆက်နေသောကြောင့်အီဝရအီညီကိုတောင်ဟုလည်းခေါ်ကြသည်ဤဟိုဇေးအရှိမျက်နာ Watch Face သည်အီဝရတုတက် ောလမ်းကြောင်းပေါ်ရှိရေခဲပြင်ကြီးတစ်ခုဖြစ်ပြီးအတော်ပင်စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်လဟိုဇေးဤတောင်ပတ်မျက်နှာသည်ကမ္ဘာအမြင့်ဆုံးတောင်မျက်နှာများထဲမှတစ်ခုဖြစ်ကယနေ့ထိအောင်မြင်စွာတက်ရောက်မှုတူမရှိသလောက်နဲ့ပါလာသည်နှစ်ပတ်ငါး မကလူတောင်မက်ကလိုအမြင့်845မီတာ28838ပေတီနီယာနီပေါ်နှင့်တိဘက်တရုတ်နယ်စပ်ပထမဆုံးအောင်မြင်တက်ရောက်မှုသူတို့မှာ1955ခုနှစ်တွင် ပြင်သစ်အဖွဲ့မှဂျင်းခုစီနှင့်ဝီယန်ထရေရိုပဲဖြစ်ကြသည့်အထူးချက်များငင်းဤပီရာမစ်ပုံစံခြုံထက်သောအနာလေးခုကြောင့်အလွန်လှပသည်ဟုသတ်မှတ်ကြသည့်မကလူတောင်သည်တီတန်ရက်တည်နေပြီးယင်းဤပုံစံကြောင့်ဤပညာအရာခက်ခဲသောတောင်တစ်ခုအဖြစ်ကြော်ကြားလာပေသည့် ဧဝရတ်တောင်နဲ့မိုင်20ခန့်သာကွာဝေးသောကြောင့်မကာလူတောင်ထိပ်မှဧဝရတ်တောင်ကြီးညအင်ကွင်းကျဲကြီးကိုကြည့်ရှုနိုင်သည့်ဤတောင်ကြီးများအလုံးသည်ပေ8000ကျော်တောင်ကြီးများ8000 ers စည်ရင်းဝင်များဖြစ်ပြီးကမ္ဘာအကျန်းထန်ဆုံးသောတဘာဝပတ်ဝန်းကျင်များကိုကိုးစားပြုပါသည်